အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီဇင်ဘာ၁၀ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်အမေရိကရဲ့ ICE လူဝင်မှုကြီးကြပ်မှုကတရားမဝင် ပြောင်းရွှေ့တဲ့လူတွေကိုအခုထိလိုက်ဖမ်းနေစေဖြစ်နေတယ်အဲဒီကိစ္စနဲ့ပတ်သက်ပြီးမှ New York ရဲ့မြို့တော်ဝင်းအတိတ်ကဘာလို့ပြောထားခဲ့တယ်ပေါ့နော်ဒါတွေကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်ထင်တာကတော့ New York မှာရှိနေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်လည်း နားထောင်တင်တဲ့တီတင်တီထိုက်တဲ့သတင်းစကားလို့ပဲကျွန်တော်ကတော့ထင်ထားမိပါတယ်ဒါပေမဲ့ဒီ Trump အစိုးရဘက်ကတော့သူဘလူပဲပြောပြောပေါ့နော်လူတွေအားလုံးထက်ကျွန်တော်တို့ကဥပဒေအကြောင်းကိုပုံနာလေပါတယ်ဆိုပြီးမှတုံ့ပြန်ထားတာရှိတယ်ဆိုတော့တနည်းအားပြောရမယ်ဆိုရင်တော့ New York ရဲ့မြို့တော်ဝန်ထမ်းတစ်ဇော်ရမန်ဒါနီကအပေါ်ပြောခဲ့လေပြီးတော့ Donald Trump အစိုးရကောအပေါ်ပြောခဲ့လေဒီနှစ်ဖက်ကိုကျွန်တော်တို့ချစ်ချင်ပြီးမှပဲ ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဇိုရမန်ဒါနီရဲ့တဒင်းစကားဒါမှမဟုတ်သူ့ရဲ့အချမ်းပေါ့နော်ဒါတွေကိုမပြောခင်မှာအခုလက်ရှိချိန်နေမှာဒေါ်နယ်ထရမ့်အစိုးရကတရားမဝင်ပြောင်းရွှေ့တမားတွေကိုလူပနှောက်ဖန်ထားခဲ့တယ်အဲ့ဒါကိုကျွန်တော်အရင်ဆုံးပြမယ်ဆိုတော့ပထမအိုးဆုံးမှာပေါ့နော်ဇိုရမန်ဒါနီကဘယ်လိုပြောခဲ့လဲဆိုတော့အခုအမေရိကမှာတရားမဝင်ပြောင်းရွှေ့တဲ့လူတွေကိုလိုက်ဖမ်းနေတဲ့ ICE ပေါ့နော် ICE လို့ခေါ်နေတဲ့ အားစတီကိုကြောက်မနေပဲကိုရဲ့အခွင့်အရေးကိုသာတည်ထားကြပါဆိုမှတိုက်တွန်းနေတယ်။မကြာသေးခင်ကနယူးယောက်ရဲ့မြို့တော်ကြီး China Town မှာလူဝင်မှုကြီးကြပ်ရေးအဖွဲ့ကဝင်ရောက်စီးနင်းမှုတွေလုပ်နေတယ်၊ပလေးဖမ်းမှုတွေလုပ်နေတယ်ပေါ့နော်။အဲ့ဒီနောက်ပိုင်းမှာတော်တော်လေးဒီရွှေ့ပြောင်းနေထိုင်သူတွေအတွက်စူးယင်မှုတွေမတက်နေပါနဲ့။အဲ့ဒီအချိန်လေးနဲ့ပတ်သက်ပြီးမှနယူးယောက်ရဲ့မြို့တော်ဝန်အသစ်ဇော်ရမန်ဒါနီကတော့နယူးယောက်မှာရှိနေတဲ့ရွှေ့ပြောင်းသမားတန်ပေါင်းများစွာကို တိုက်ဒီလိုတိုက်တွန်းပါတယ်မကြောက်နဲ့ပေါ့ ask you ကိုမကြောက်နဲ့မိမိတို့မှာ know your right ပေါ့ခမားရဲ့အခွင့်အရေးကိုသာတိကြပါခမားတို့ရဲ့အခွင့်အရေးကိုပါအတိကြပါနားလေကြပါဆိုမှပြောနေတယ်ဆိုတော့ IS ကခမရတို့ကိုလိုက်ဖမ်းနေမယ်ဆိုရင်တော့ကုဖက်ကဥပဒေအရဘလူလို့ပိုင်ခွင့်ရှိလေစူပမကျန်ရံတွေပေးထားတာရှိတယ်သူရဲ့အကျန်ရံပေးထားတာကသုံးချက်ဖြစ်တယ်ပေါ့နော်ပထမက တရားရုံးကထုတ်ပေးတဲ့ warrant warrant မပါဘဲနဲ့အင်တကာဖွင့်ပေးစရာမလိုဘူးပေါ့ ဥပမာပြောရမယ်ဆိုရင်တော့ ice ကခင်ဗျားတို့အင်ကိုဝင်လာမယ်စသဖြင့်ပြီးတော့တရားရုံးကထုတ်ပေးထားတဲ့ warrant တွေမပါဘူးဆိုရင်တော့ဒီ ice တွေအတွက်ကိုအင်တကားကိုလုံးဝဖွင့်ပေးစရာမလိုဘူးသူတို့ကိုအထင်းဝင်ပေးစရာမလိုဘူးဒါကိုခင်ဗျားတို့ကတည်တည်နဲ့အခွင့်အရေးဖြစ်တယ်ပေါ့နံပါတ်1နံပါတ်2ကမေခွန်းတွေကိုမဖြီပေးနဲ့ဖိုင်းရင်တောင်မှပေါ့နော် ice ကခင်ဗျားတို့ကိုဖိုင်းရင်တောင်မှမေခွန်းတွေကိုမဖြီပေးနဲ့ no say နေပါတဲ့ right to remain silent ဘာမှမပြောဘဲနဲ့နှုတ်ဆက်ပါဘာမှပစိတ်ကိုပိတ်ပါနံပါတ်1ဒါကခမည်းရဲ့အခွင့်အရေးနံပါတ်3ကရှစ်နေနဲ့ဒုက္ခမရမချင်းဘေးဆာယုစာရပေါ်မှာလက်လက်မမထူးပါနဲ့တဲ့ဒါ၃ချက်ပေါ်တော့ဒီ၃ချက်တွင်ကိုဒီတရားမဝင်ပြောင်းရွှေ့သမားတွေအနေနဲ့အခုလူဝင်မှုကြီးချက်ကလည်းဖန်နေတဲ့အခြေအနေကြီးမှာဒီဒီထိုက်တဲ့အရာဖြစ်နေတယ်တဲ့ဆိုတော့ Trump အစိုးရရဲ့ ဖြစ်အောင်ကြားရေးကအခုလိုမျိုးမြို့တော်ဝန်တစ်ကအိမိဂရန့်တွေဖက်ကယက်တီပေးတယ်ဆိုတာကတော့တစ်ဖက်မှာလည်းလူဝင်ကသဘောကျတယ်လို့တစ်ဖက်မှာတော့ဒီကောင်ကလောကတရားမှုပြတ်ရွှေ့သမားတွေကိုလိုက်ကောက်ွေပေးနေတာလားတော့သူ့ကိုတရားဆွေးတင်တယ်စသဖြင့်လုပ်နေကြတယ်ပေါ့နော်ကြည့်ရဆုံးတော့အဒီကိစ္စလေးတွေကိုမဆွေးနွေးခင်မှာဗီဒီယိုလေးတွေကိုပြပေးမှဆွေးနွေးကြည့်အောင်ပါ All right immigration crackdown, roughly 220,000 people have been arrested by ICE agents. That number. အခုအခုတိမာလေတတော်လေးကိုဒီနှစ်မှာဖမ်းရတာလေနေတာမဟုတ်တော့ဘူး။နှစ်သိန်းနဲ့နှစ်သိန်းကျော်နီးပါဖမ်းအဖမ်းခံခဲ့ရပြီပေါ့နော်။ဒါက new data ဖြစ်တဲ့ဒီအချက်အလက်အတွေ့ပေါ့နော်။ New data shared by the University of California, Berkeley, as part of its deportation data project. So, let me see. Kuseya Tong Tong Ting. နှစ်သိန်းနဲ့နှစ်တောင်းကျော်ပေါ့နော်ဒီနှစ်မှာဖန်ခံခဲ့ရတယ်အဲ့ဒီထဲမှာတော့ခုနှစ်တောင်းကျော်ကရာဇဝင်မှုမရှိတဲ့လူတွေဖြစ်နေတယ်ဒါပေမဲ့ Trump အစုအယကရာဇဝင်မှုရှိတာမရှိတာကိုသူကအဓိကမဟုတ်ဘဲနဲ့သူ့ရဲ့ target ကပါလဲဆိုတော့တရားမဝင်ဖန်တမြအကပြောင်းရွှေ့လူတိုင်းကိုပြောတာမဟုတ်ဘူးတရားတရားဝင်ပြောင်းရွှေ့သမားတွေကအစွန်းရစမလို့ဘူးနော်တရားမဝင်ကိုသူတို့ကပြောပြတာအဲ့ဒီ Tom Holman ကိုတိုင်းကလည်းဒီ ဒီလူရင်းကူရိုင်ကလည်းပြောပြီးပြီးသူကအိုက်ကြီးချက်ရေးမှာခေါင်းဆောင်တူဖြစ်နေတယ်ဒေါ်နယ်ထရမ့်ရဲ့လူယုံတော်ပေါ့နော်တရားမဝင်တွေကိုကျွန်တော်တို့ပဲဖမ်းတာပါတရားဝင်နဲ့ရွှေ့ပြောင်းသမားတွေကိုမဖမ်းပါဘူးဆိုမှအချင်းချင်းပြောနေတယ်ပေါ့နော်ကဲဒါဆိုတော့ဆက်လက်ပြည့်ကြအောင် also found that nearly 75,000 people who were arrested have no criminal records. These numbers give one of the most revealing looks into the Trump administration's aggressive efforts to rein in immigration. NBC News Senior Homeland Security Correspondent Julia Ames joins us to break Okay, that's how you data from the New York City. The first thing is that <laughs> the New York City is a good place. The first thing is New York

Entonces, I think they just want everyone to be afraid of them. That's what, like, you know, thugs or, you know, authoritarians or brown shirts do is try to. Oh my God. All right. So, I'm a Cheneca, New York, Mali, the PPNA, Pansy Moodle, Lola, the Kajaro, the Chulu Ringa. ဒီစွင့်ကြရတယ်စွင့်ပူပါမှုတွေမြင့်တက်ကြရတယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုကိုပြန်ပြအောင်မယ်ဇော်ရမန်ဒါနီကဘာလို့ပြောခဲ့တယ်ပေါ့နော်ဇော်ရမန်ဒါနီကဘာလို့ပြောခဲ့လဲပြီးတော့ US အစုရကောင်သူ့ရဲ့ပြောဆိုချက်ကိုဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတော့ကျွန်တော်တို့ဆွေးနွေးကြည့်ရအောင်ပါခုနကျွန်တော်တို့ဗီဒီယိုလေးကပြတ်သွားတယ်ဆိုတော့အာ okay ဒီမှာတစ်ချက်လောက်နော်ပြန်ရှာရှာ advice on how to evade you. So, okay. ဒါကဇော်ရမန်ဒါနီနယူးယောက်ရဲ့အာမြို့တော်ဝင်အတိတ်ကဘယ်လိုပြောခဲ့တယ်ပေါ့နော်။မင်းဒီဥပရေကလာမယ်လားဖမ်းမယ်ဆိုတော့ဘယ်လိုတင်းရှောင်းပါလဲ။ဥပရေကိုဘယ်လိုပြန်ခြေပမှာလဲဆိုမှပြောထားတဲ့ကိစ္စ။ Tom Holman ကဒီ Tom Holman ကသူ့ကိုမတုံ့ပြန်ခင်လေးမှာဇော်ရမန်ဒါနီကဘာလို့ပြောခဲ့တယ်အရင်ဆုံးကြည့်အောင်။ Advice on how to evade you But we can all stand up to ICE if you know your rights. No. မင်းကားတယ်မင်းတို့ရဲ့အခွင့်အရေးတွေကိုတည်နေတယ်ဆိုရင်ပေါ့ if you know your right ခမရရဲ့အခွင့်အရေးကိုတည်နေတယ်ဆိုရင်တဲ့ ice ကိုကျွန်တော်တို့ကဆန့်ကျင်လို့ရတယ်ဆိုမှပြောလာတယ်ပေါ့နော် you encounter ice these are the things that every new yorker should know first so, ice can... the ice တွေနဲ့ခမရတို့ကရင်ဆိုင်တွေ့ကြုံတယ်ဆိုရင်တကယ်လို့များသူတို့နဲ့ မျက်နှာချင်းဆိုင်ဖြစ်တော့တယ်အလိုမျိုးအဖမ်းခံတွေထိမိသွားတယ်ဆိုရင်ပေါ့ခမရကပထမအဆုံးဘာလို့မှလဲဆိုတော့ not entering to private spaces like your home school or a private area of your workplace without a judicial warrant ဆိုတော့တရားရုံးကဝရမ်းမပါပေးနဲ့ခမရတို့အိမ်ပဲဖြစ်ဖြစ်ကျောင်းပဲဖြစ်ဖြစ်ဖခင်ကျောင်းပဲဖြစ်ဖြစ်အဲ့ဒီ private နေရာမှတမယမှာ ice ကဝင်လို့မရဘူးဆိုမှတော့သူကတရင်စကားပေးပါတယ်ပြောက်ရွှေ့သမားတွေကိုလည်းတိုက်တွန်းနေတယ်ပေါ့နော် warrant signed by a judge. ICE is legally allowed to lie to you, but you have the right to remain silent. If you're being detained. တော့လုံးဝဟိုင်းရင်တော့မှဘာမှမပြောနဲ့တဲ့။ဘာမှမပြောနဲ့တဲ့။ဘာစကားမှပြောနဲ့တဲ့။ You may always ask am I free to go repeatedly until they answer you. You're legally allowed to film ICE as long as you do not interfere with an arrest. ဆိုတော့အဲသူတို့ကလည်းဗီဒီယိုတွေရိုက်လို့ရတယ်ရီကော်ဒင်းလုပ်လို့ရတယ်အစားအသဖြစ်ပေါ့နော်။ ပြီးတော့ဒီ paper မှာခင်ဗျားတို့ဘာမှလက်မှတ်တွေရေးမထူးကြတဲ့အဆိုမှပြောလာတယ်ပေါ့နော်။ဒါကဇော်ရမန်ဒါနီကပြောတာ။နယူးယောက်ရဲ့မြို့တော်ဝင်းတဲ့အခု2026မှာသူလုတော့မှာပေါ့နော်။တော်လားဆိုတော့ဒါက Tom Holman I say ဦးဆောင်ကြီးချက်သူအယရှိသူကတနည်းအားပြောရမယ်ဆိုရင်တော့ I's လူဝင်မှုကြီးချက်ရေးမှာတာဝန်ရှိပုဂ္ဂိုလ်ဆိုတော့ဒီ Tom Holman ဖြစ်တယ်သူကအထွန်းအမေကပေါ့နော်သူကပြောရဲကြီးကြီးအောင် better than anybody, and we're going to keep enforcing on New York. We're there today. We're there right now doing operations. We'll be there. So, to cap the only day. Zoram Manavi got blue bep yo bio bono. Blue bep yo chane to run church and the roca upre upre chunku punale. Genoa loco or sell a pillow mabe, dinele lo mabe, mrepchane lo mabe, a cool alone in Rumba, some of Pula demo. We'll keep doing what we're doing. We're wrestling public safety threats every day. And because we're forced in the community because pre place like New York City is a sanctuary jurisdiction. when they force us in the community to find the public safety threat and national security threat. အမှန်ဆိုတော့ New York City က sanctuary လို့ခေါ်နေတယ်ကွာ sanctuary city လို့ခေါ်နေအဲ့ဒီ sanctuary city ဆိုတာကဥပမာဒုက္ခသည်တမားတွေ asylum seeker တမားတွေစာရွက်စာတမ်းမရှိတဲ့တမားတွေကိုအဲ့ဒီ New York City မှာနေလို့ရတယ်အစုရကဖမ်းလို့မရဘူးထိလို့မရဘူးဆိုတဲ့နေရာဖြစ်နေတယ်အဲ့ဒါကို sanctuary city လို့ခေါ်ရဲကွာ ဆိုတော့အခုကတော့ ice ကလာခွေယူမဆိုင်တော့ဘူးလိုက်ဖားနေတော့တာပဲဗောနော် many times over the others others that may not be a public safety threat but they're in a the country legally well guess what they're coming too so educate these people all you want we know the law and we'll keep doing what we're doing we're ဆိုတော့မင်းကပညာဘလောက်ပဲပေးပေးဗောနော်ပြီးသူလူထုကများကဒီပြောင်းရွှေ့သမားတွေပညာဘလောက်ပဲပေးပေးကျွန်တော်တို့ကလှုပ်တင်တာကိုလှုပ်လှုပ်မှာပဲကျွန်တော်တို့ကဥပဒေအကြောင်းကိုကောင်းကောင်းလေးနားလည်ရဲဆိုမှာ Don't be records every day. Already have historic deportation numbers. Already have a historic secure border. So we will going keep pushing the Trump agenda, we're keeping Trump's promise to American people, to make yeah. the country safe again, one illegal alien criminal at a time. Last question, and it's something that we don't actually talk about. This. All right, so drogaro loma bere. Tiamu in Piashe tomorrow in Guselapi Pambi mabe, So a coup, a chain mass or Trump ye. အစုရကပေါ့နော်တရားမဝင်ပြောင်းရွှေ့တမားတွေကိုနှစ်သိန်းကျော်ဖမ်းထားပြီးပြီတနှစ်နီးပါးရှိနေပြီပေါ့နော်နှစ်သိန်းကျော်ဖမ်းထားပြီးပြီဆိုတော့နယူးယောက်မှာလည်းခုလုပ်နေတယ်ဆိုတော့ that's it ဇော်ရမန်ဒါနီရဲ့အသတင်းစကားကိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်ဘယ်အတိုင်းအတာချိအကူငီအထောက်အကူဖြစ်မလဲတော့မသိဘူးပေါ့ဒါပေမဲ့ at least ဒါလေးကိုတော့သူပြောထားတဲ့ကိစ္စကိုတော့တည်တည်ဆိုင်တဲ့စကားလုံးတော့ပဲထင်ပါတယ်ပေါ့ဆိုတော့မြန်မာနိုင်ငံသားတွေအတွက်အကျုံး အကျုံးဝင်ပါစေအသုံးပြုပါစေလို့ပဲကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်တို့နေ့လေးပိုင်းမှာပဲပြန်ဆုံမယ် thank you so much for watching beautiful people